ဖောဖမများအားလုံးမင်္ဂလာပါ clock corner အနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်အစနေနေ့ည7:00နာရီမှာရှင်ပြန်ကစားကြမယ်ဆန္ဒလန်းနဲ့ကျွန်တော်အာဆင်နယ်တို့ရဲ့ပွဲကြုံသုံးသက်ချက်လေးပဲဖြစ်ပါတယ်ဗီဒီယိုလေးမစောင့်ခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကတဲ့ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲဆိုရင်ကျွန်တော်ဗီဒီယိုလေးကို start လိုက်ကြအောင် ရေဦးဆုံးနေတဲ့ဒီနေသိရဲ့ထိတ်တိုက်တွေ့ဆုံမှုဒီနေသိရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့တော်တော်လေးဥမာကျွန်တော်ကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်တယ်ဗျအထူးသဖြင့်ကျွန်တော်တို့ဆန္ဒလန်လည်းကျွန်တော်တို့အဲဒီနေ့ပြည်မလေးရာသီထဲမှာတက်တက်လာတဲ့အထက်မှာတော်တော်လေးဥမာပုံစံကောင်းတွေကိုပြတ်တထားပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ပြည်မလေးပွဲစဉ်10ပွဲပြီးတဲ့အချိန်မှာတော့သူ့အနေနဲ့ကျွန်တော်တို့အဆင့်၄ဥမာရက်တီနိုင်တဲ့တော်ကြောင့်တော်တော်လေးဥမာကောင်းမွန်တဲ့ ပုံစံမျိုးတွေလို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့အတင်းကြီးတွေတော်တော်များများကလည်းကျွန်တော်တို့ပြိုင်ပွဲတော်တော်များများကိုကစားရတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့၃ရက်တပွဲလောက်ကစားနေရတဲ့အထဲမှာသူတို့အနေနဲ့ကတော့ကျွန်တော်တို့အသင်းငယ်လေးတွေအနေနဲ့ကတော့ကျွန်တော်တို့တပတ်မှတပွဲပဲကစားရတဲ့အတွက်ကြောင့်သူတို့အနေနဲ့ကတော့ပုံစံကောင်းနေလောလောဆယ်တော့ပြတ်တထားနိုင်တာတော့တိတ်ပြီးတော့ကျွန်တော်မထူးဆန်းဘူးလို့တော့ပြောလိုက်ရဒါပေမဲ့ကျွန်တော်တို့နောက်လာမဲ့ပွဲကြက်ကာလာတွေဆိုရင်တော့ကျွန်တော်တို့အဲဒီအသင်းလေးကိုပြန်လဲ တစ်ချက်တော့ပြန်ကြည့်ရမယ်ဘာတက်ကြောင့်လဲဆိုတော့ကျွန်တော်တို့အသိကြီးရဆိုလို့ကျွန်တော်တို့အဲ new sorry ဟုတ်တယ်ချက်စီးတို့ပြီးလို့ဆိုရင် Tottenham Hotspur တို့ပြီးလို့ဆိုရင်အဲ Manchester City အာဆင်နယ်လီဗာပူးတို့ပြီးလို့ဆိုရင်ကျွန်တော် Newcastle တို့ဆိုရင်လည်းကျွန်တော်တို့တော်တော်များများကျွန်တော်တို့ FA တွေရောပြီးလို့ဆိုရင်ကျွန်တော်တို့ FA တွေကလည်းမကြခင်လာတော့မယ်ဗျာပြီးရင်လည်းပြီးများလေးပြီးရင် Champion League ကာဗွန်ကတ်တယ်ဒီလိုမျိုးပွဲတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲနိုင်မြင့်တက်ကြလေးတွေရှိခဲ့တယ်ဒီထက်မှကျွန်တော်တို့အဲ Sunderland ဆိုလို့ဆိုရင်ပြီးတော့ အဲကြောင့်ပြီးမှလေးမှာပွဲစီမှာတစ်ဘက်မှာတစ်ဘက်ပဲကန်ပြီးတော့သူ့အနေနဲ့ဒီပုံစံကောင်းလေးပြတ်တက်ထိုင်နေတာတော်တော်လေးမှာ common နဲ့ပုံစံလို့တော့ကျွန်တော်ကတော့မြင်တယ်။ Okay အဲဆိုလို့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်။နေလုံးနဲ့ကျွန်တော်တို့ဒီနေ့တင်းရကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးပွဲနောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးပွဲမှာဆိုလို့ရှိရင်ဆန်နာလန်အနေနဲ့ကတော့ကျွန်တော်ပြီးမှလေးပဲကျွန်တော်ငါးပွဲကိုနောက်ဆုံးရှင်ပြိုင်ထားတာဖြစ်ပြီးတော့တစ်ဖက်ကအာဆင်နယ်အနေနဲ့ကတော့ကျွန်တော်တို့ပြိုင်ပွဲစုံငါးပွဲလို့တော့ပြောလို့ရအထူးသဖြင့်ကျွန်တော်ချန်ပီယံလိပါမယ်ပြီးမှလေးပါမယ်ပြီးမယ်ပါမယ်ပြီးရင်လည်းကျွန်တော်တို့အဲ ကာဗွန်ကတ်တွေပါတယ်ပါမယ်ဗျာဒီထက်မှကျွန်တော်တို့ဆန်းလန်းလန်းအနေနဲ့ကျွန်တော်တို့ပြီးမြတ်လေးနောက်ဆုံးရှင်ပြိုင်ထားတဲ့၅ဘွဲ့မှာဆိုရင်သူ့အနေနဲ့၃ဘွဲ့နိုင်ပြီးတော့တပွဲသေးတပွဲရှုံးနေထားတာတော့တွေ့ရတယ်ရှုံးနေထားတဲ့ပွဲကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့ပွဲမှာတော့သူတို့အနေနဲ့ရှုံးနေထားတာတွေ့ရပြီးတော့တစ်ဖက်ကအာဆင်နယ်အာဆင်နယ်ကတော့ရှင်းပါတယ်ကျွန်တော်ပြောင်းရွှေ့တုံနောက်ဆုံး၅ဘွဲ့မှာတော့၅ဘွဲ့စလုံးအနိုင်ရရှိထားအောင်စွန့်ဆောင်ထားပြီးတော့သူတို့အနေနဲ့ပေးကိုလေးတော်တော်လေးဥမာကျွန်တော်မရှိတော့ရှားနေတဲ့အခြေအနေမျိုးမှာဒီတစ်ခါတော့ဆုံတွေ့မဲ့ ဆန္ဒလိုက်အင်ကူမှာကျွန်တော်ဘယ်လိုရလက်တွေပေါ်ထွက်လာမလဲဆိုတော့တော်တော်လေးမှာစိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဆက်လိုက်ဒီနေ့တည်းကကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုဒီနေ့တည်းကထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အဲတိတ်ပြီးတော့ကျွန်တော်တို့ဒီနှောင်းဝိုင်းနှစ်ပတိမှာဆိုလို့စင်ဆန္ဒလန်လန်အတင်းတွေကလည်းတိတ်ပြီးတော့ကျွန်တော်တို့ပြင်းပြလေးကိုတန်းတက်လာတာတိတ်မရှိတဲ့အတွက်ကြောင့်တိတ်ပြီးတော့စုံတွေးမှုတော့မရှိဘူး။ဒါမဲ့စုံတွေးတဲ့အချိန်တိုင်းမှာလို့လို့ပဲကျွန်တော်အများနဲ့လို့လို့အာဆင်နယ်အတာသီးရယူထားနိုင်တယ်ကျွန်တော်တို့တွေ့ရတယ်။တို့တွေ့ကျွန်တော်တို့အဲ နျူကဆိုင်နေ sorry နျူကတဲ့တမဆနာလန်းနေနဲ့ကတော့ကျွန်တော်တို့တပွဲဝယ်နိုင်ထားပြီးတော့ကျွန်တော်ငါးပွဲလောက်ထိကျွန်တော်တေးကြတာထားတာကိုတွေ့ရပြီးတော့တစ်ဖက်ကအာဆင်နယ်ကတော့ကျွန်တော်တို့အများအားလို့အတားကြီးရတဲ့ပြီးတော့အနိုင်ယူထားတာကိုတွေ့ရမယ်ကျွန်တော်ဆက်တပွဲထိတောင်းကနိုင်ထားတယ်ဒီနေ့တင်းကကျွန်တော်စုံတွေးတဲ့အချိန်တိုင်းမှာလည်းကျွန်တော်တို့အများအားလို့အာဆင်နယ်အသင်းနေနဲ့ဂိုးအများအားပြက်လီပြက်တာရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီညအရှင်မြန်ကစားကြမယ်ဆနာလန်းရဲ့အိမ်ကွင်းမှာတော့အာဆင်နယ်အနေနဲ့ဒီကျွန်တော်တို့အများအားလို့အဲ သင်္ကိုးတွေကိုမြန်မာလိုလူတို့ကျွန်တော်ကိုပြတ်တွင်းနိုင်တာကျွန်တော်တွဲအတွက်ကြောင့်ဒီခါမှာတို့အနေနဲ့ထပ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပုံစံတွေကိုထပ်ပြီးတော့ဖန်တီးနိုင်မှာဆိုတော့တော်တော်လေးမှစောင့်မျှော်ကြည့်ရှုနိုင်နေဗျာပြီးလို့စိန်လဲကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဒါပေမဲ့ဒီခေါက်မှာတော့ကျွန်တော်တို့အာဆင်နယ်အနေနဲ့တော့ဒီနေ့ပွဲမှာတော့တို့ရဲ့အဓိကတိုက်ဆက်သမားကစားသမားဖြစ်တဲ့ဗီလာယောဂရအနေနဲ့လည်းတန်ရအနေငယ်ရရှိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်မြင်ရဆိုရင်တော့တိတ်ပြီးတော့မပါဝင်နိုင်ဘူးလို့တော့မြင်တယ်။ဒါမှလည်းသူတို့ကလည်းအဲသူတို့ရဲ့ ွင်းလန်ကစားသမားဖြစ်တဲ့မေရီနိုကသူ့ရဲ့တိုက်စင်ကစားသမားတက်လုံနေတဲ့အချိန်မှာတော့ twin war တွေသူ့ဆီကနေတော်တော်လေးမှမြင်တွေ့ရတဲ့အတွက်ကြောင့် Arsenal အနေနဲ့ကျွန်တော်တို့အဓိကတိုက်စင်မှုမရှိတဲ့အချိန်မှာတော့မှကျွန်တော်တို့ကွင်းလန်ကစားသမားတွေနဲ့ဖြည့်ပြီးတော့ဆော့သွားတာတော်တော်လေးမှအာရကျင်းနေဖို့ကောင်းတယ်လို့တော့ကျွန်တော်ကမြင်တယ်။ Okay ဆိုရင်ကျွန်တော်တို့အမ်ဆိုင်လိုက်အောင်ဒီကျွန်တော်တို့အမ်ဆန္ဒအနေနဲ့ဆန္ဒအနေနဲ့တို့ရဲ့အိမ်ငွေးမှာနောက်ဆုံးအာဆင်နယ်ကိုအနိုင်ရရှိထားတာကတော့ကျွန်တော်တို့ sorry နည်းနည်းလေးတော့ကြာခဲ့ပြီ2020 2012တော့သူတို့အနေနဲ့တူးစီဆိုပြီးတော့အနိုင်ရချထားတယ်ဗျာဒီပွဲဒီပွဲလေးကတော့ကျွန်တော်ပြင်းပြလိမ့်မဟုတ်ဘဲね FA Cup ဖြစ်နေတယ်အဲဒီအတွက်ကြောင့်လည်းသူတို့အနေနဲ့ဒီ2020နောက်ပိုင်းအနေစပြီးတော့ Arsenal ကိုကျွန်တော်တို့တချိန်တစ်ခါမှကျွန်တော်နိုင်ခဲ့ဘူးကြီးမရှိတဲ့အတွက်ကြောင့် Arsenal နေနဲ့အမြဲတမ်းလိုတာစီရတဲ့ပွဲမှာတော့ဒီတစ်ခါမှထပ်ပြီးတော့စုံတွေးတဲ့ပွဲမှာတစ်ဖက်က Sunderland ကလည်းကျွန်တော်တို့ခြေလေးတော်တော်လုံးမှစွာနေတဲ့ပုံစံလေးမှာ Arsenal တို့ထပ်ပြီးတော့နိုင်ယူနိုင်မလားဆိုတော့တော်တော်လေးမှကျွန်တော်တို့ ကြည့်ကျင်တဲ့အကောင်းတဲ့ပွဲတစ်ပွဲတော့ဖြစ်မယ်။ Okay အဲဒါဆိုရင်ကျွန်တော်ဒီနှစ်သင်းရဲ့ကျွန်တော်ခံမှန်းလိုက်တဲ့လေးကိုတစ်ချက်လောက်သွားလိုက်။အရင်ဆုံးနဲ့ကျွန်တော်တို့အဲအင်ရှင်ဖြစ်တဲ့ဆန်နာလန်ဆန်နာလန်ကသူတို့ရဲ့အဓိကကစားဂိုးသမားတော့ရှိမှာလေ။သူတို့နေမှာရိုဖီပဲဒီနေ့ပွဲမှာတော့ပါဝင်လာမယ်လို့တော့မြင်နေပြီလို့ဆိုရင်ကျွန်တော်တို့သူတို့မှာတော့ဒီနေ့ပွဲမှာတော့အာဆင်နယ်ကိုရှင်ပယ်မယ့်ပွဲမှာတော့သူတို့အနေနဲ့ဆန်နာဘတ်တွေပါတယ်၄-၅ယောက်လောက်နဲ့ပဲအဓိကပိတ်ပြီးတော့ဆော့ပြီးတော့ အာဆင်နယ်ရဲ့အမှောက်ဆောက်ပြီးတော့ဒီနေ့ပွဲမှာကျွန်တော်မြင်ရဆိုကစားမယ်လို့တော့မြင်တယ်အာဆင်နယ်နဲ့ရှင်ပြီးတော့ကစားဖို့ဆိုလို့ဆိုရင်တော့ဆန်ဒါလန်အနေနဲ့တော်တော်လေးမှမဖြစ်နိုင်သလောက်မဖြစ်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့အနေနဲ့နောက်တန်းကိုပိတ်နောက်တန်းအဓိကကျွန်တော်တို့ထားပြီးတော့ကစားပြီးတော့ပြီးရင်တော့သူတို့ရဲ့အဲညံလုံးမြင့်ကစားသမားတွေနဲ့ပဲအတက်ကင်းတွေပါတွေလိုက်ပြီးတော့ပြီးရင်လည်းအာဆင်နယ်အမှားတွေစောင့်စော့မယ်လို့တော့ကျွန်တော်တို့မြင်တယ် ငွေအဲ့လိုဆိုရင်နောက်တန်းကျွန်တော်9ယောက်နေရာမှာဆိုလို့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Rainy တို့လို့ပါမယ်ပြီးလို့ဆိုရင် Gituda တို့ပြီးလို့ဆိုရင်နောက်တစ်ယောက်ကတော့ကျွန်တော် Seka ပြီးလို့ဆိုရင် Mugivi ပြီးရင်ဟိုအန်တို့ဒီကစားသမားအစုဖွဲ့တွေနဲ့ပဲကျွန်တော်ကတော့ပွဲထွက်လာမယ်လို့တော့မြင်တယ်ဒီလူမျိုးနောက်တန်း9ယောက်လောက်ပြီးလို့ဆိုရင်ကျွန်တော်တို့541လောက်နဲ့ပဲပွဲထွက်လာမယ်လို့တော့မြင်တယ်ပြီးလို့ဆိုရင် down မဟုတ်လို့ဆိုရင်532လောက်အဲ့လိုမျိုးပုံစံနဲ့ပဲ ်အဆင်နယ်ကိုရှင်ပြိုင်သွားမယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဆင်နယ်နဲ့ရှင်ပြီးတော့ကစားမယ်ဆိုလို့ဆိုရင်တော့အဲဆန်နလန်အနေနဲ့ပထမပိုင်းမလောက်မှတင်ဂိုးပြတ်သွားနိုင်တဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက်ကြောင့်အာဆင်နယ်ကတော့သူတို့ရှင်ပြီးတော့မကစားနိုင်လောက်ဘူးလို့တော့ကျွန်တော်ကမြင်တယ်ပြီးလို့ဆိုရင်တော့သူတို့ အဓိကသူကွင်းလယ်တိုက်ဆက်ကွင်းလယ်တိုက်ဆက်နေရာမှာတော့သူတို့ရဲ့ဒီကကစားသမားတွေဖြစ်တဲ့လီဖီတို့ပြီးလို့ဆိုရင်ကျွန်တော်တို့စာဒီကင်ပြီးလို့ဆိုရင်တော့အာဆင်နယ်ကစားသမားဖြစ်တဲ့ရှာကာတို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်ထရာဝိုရေတို့အဲဒီစူးဖွဲ့တွေနဲ့ပဲသူတို့အဲရှင်ပြိုင်လာမယ်လို့မြင်တယ်သူပြီးရင်တော့သူတို့ရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ IC Dot တို့ပါလို့နဲ့ပဲအဲပွဲထွက်လာမယ်လို့မြင်တယ်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ကျွန်တော်မြင်ရဆိုလို့ဆိုရင်တစ်ဖက်ကဆန်နာလန်တင်နေတယ်သူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့ကြံသူတို့အများဆုံးမျှော်မှန်းထားနိုင်တာတေးတမတ်လောက်ပဲလို့တော့မြင်တယ်ဒါပေမဲ့လည်း ထရက်ကအာဆင်နယ်ကလည်းအဲ့ဒီအခွင့်အရေးကိုသူတို့အနေနဲ့လက်လွတ်ဆုံးရှုံးခံပြီးတော့အဲလက်လွတ်ဆုံးရှုံးခံမှာတော့မဟုတ်ဘူးဘာဖြစ်လို့ဆိုလို့ဆိုရင်လားဗျာကျွန်တော်တနုနေနေညမှာလဲကျွန်တော်တို့အဲသူ့အမြန်ဖိအားပေးမဲ့အောက်ကအတင်းနှစ်တင်းဖြစ်တယ်မန်ချက်တာစီးတီးနဲ့လည်းဘာလို့လဲဆုံတွေးနေတဲ့ပုံမှာသူ့အနေနဲ့ဒီအချိန်မှာဆလာလန်ဟောင်းရဲ့အိမ်ဝင်းဖြစ်တဲ့တောင်သူတို့အနေနဲ့အနိုင်ယူပြီးတော့အမှတ်ဖြတ်ထားနိုင်မယ်ဆိုလို့ဆိုရင်ပို့ပြီးတော့ကောင်းမယ်လို့တော့ကျွန်တော်အမြင်နဲ့ ပို့ပြီးတော့ဒီအမှတ်ဖြတ်ထားမှန်ဆိုလို့ရှိရင်တို့မှာဆိုရင်ဗျာတခြားပြိုင်ပွဲတွေပို့ပြီးတော့အာယုံဆိုင်နိုင်မယ်လို့တော့မြင်တယ်တကယ်လို့ဒါဒီနေ့ပေါ်မှာသူနိုင်သွားမယ်အာဆင်နယ်ကနိုင်သွားပြီးတော့တစ်ဖက်ကကျွန်တော်တို့အသိနှစ်သိန်းဖြစ်တဲ့လီဗာပူးနဲ့မန်ချက်စတာစီးတီတို့ဒါတည်ကြမယ်ဆိုလို့ရှင်သူအနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့အမှတ်ဖြတ်မှုတွေကိုဟိုအမှတ်ဖြတ်ထားနိုင်ပြီးတော့ကျွန်တော်တို့တခြားကျွန်တော်တို့ချန်ပီယံလိဂ်တို့ပြီးလို့ရှင်တခြားပြိုင်ပွဲစုံတွေမှာပို့ပြီးတော့အာယုံဆိုင်နိုင်မယ်လို့တော့ကျွန်တော်မြင်တယ်။ Okay အဲဆိုလို့ရှင်ကျွန်တော်တို့ အဲအာဆင်နယ်ကျွန်တော်ခံမှန်းလိုက်နေအာဆင်နယ်ကတော့ရှိမှလည်းသူတို့ဒီနေ့ပွဲမှာတော့ကစားသမားအဆုံးလည်းနဲ့ပွဲထွက်လာမယ်လို့တော့မြင်နေကြားရတဲ့မှာလည်းသူတို့ချန်ပီယံလိပွဲမှာလည်းကျွန်တော်ခြေစုံကနုံတွေပြတ်တထားပြီးတော့နိုင်ပြီးတော့သူတို့လူသားအပြောင်းလဲတွေပါလောက်ထားတယ်ဗျာဒီနေ့ပွဲမှာတော့သူတို့လူစုံထုတ်ပြီးတော့အာကန်လာမယ်လို့တော့မြင်နေဘာတော့ကြောက်လဲဆိုရင်ဒီပွဲပြီးတာနဲ့သူတို့လည်းအင်တာနက်ရှင်နယ်ဘရိတ်ဖြစ်တဲ့အတွက်ကြောင့်ကစားသမားတွေအနေနဲ့ကျွန်တော်နိုင်ငံတကာပွဲတွေတွားရောက်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အဲဒီညရှင်ပြိုင်ပွဲကတော့နောက်ဆုံးပွဲဖြစ်တဲ့အတွက်ကြောင့် ီနေ့ပွဲမှာတော့ကျွန်တော်တို့လူစင်းအပြည့်စုံနဲ့ပဲအဲအဆင်နယ်တို့ထုတ်ပြီးတော့ကျွန်တော်တို့အနိုင်ပွဲတွေကိုဆက်လက်ပုံဖော်နိုင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်။ Okay အဲဒါကိုကျွန်တော်စားလိုက်ကြအောင်။ဒီလိုဆိုရင်တို့ဂိုသမာဂိုသမာနေရာမှာရှိမှလည်းသူအဓိကဂိုသမာဖြစ်တဲ့ Debit Raya ပဲပွဲထွက်လာမယ်။ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ ကလာဖီလိုတွေကိုရှိမှပြပြီးရင်ဂရာဗီယာတို့ပြီးလို့ဆိုရင်ကျွန်တော်ဆလီဘာတို့တင်းမာတို့ဒီအစုဖက်တွေနဲ့ပဲကျွန်တော်တို့မြင်တယ်ပွက်ထွက်လာမယ်လို့တော့ထင်တယ်ပြီးလို့ဆိုရင်သူတို့အဓိကကွင်းလက်ကစားမှာဖြစ်တဲ့ဒီဂရန်ဝိုက်ကတော့မပါမဖြစ်ပဲရှိမယ်ပြီးရင်တော့ဇူဘီမန်ဒီတို့ရှိမယ်ပြီးရင်တော့ကျွန်တော်တို့အဲအဇီတို့ဘာတို့ဒီလိုမျိုးအစုဖက်တွေနဲ့ပဲသူတို့ပွက်ထွက်လာမယ်လို့မြင်ပြီးတော့ပြီးရင်တော့တောင်ပန်နောက်ချက်မှာတော့ထရက်ဆောတို့ရှိမယ်ပြီးလို့ဆိုရင်စာကာတို့ရှိပြီးတော့သူတို့ရဲ့အဓိက အဲကျွန်တော်တို့အဲတိုက်စစ်မှုကတော့ကျွန်တော်တို့အဲကွလန်ကစားသမားဖြစ်တဲ့ main node ပဲဒီနေ့ပုံမှန်ပေါ်ထွက်လာမယ်လို့အမြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်လို့ဒါအဲ benjamin sorry တကယ်လို့ဒါသူတို့ရဲ့အဲတိုက်စစ်သမားဖြစ်တဲ့ကျွန်တော်တို့အဲယောဂရပြတာယောဂတာတကယ်လို့ဒံယံတတနာနေအဲပြန်လဲတတမယ်ဆိုရင်တော့ပွက်ထွက်လာမယ်လို့ရမယ်ဒါမှလည်းနီးပြအနေနဲ့အလှဉ်စုသုံးလိုက်မယ်လို့တော့ကျွန်တော်မထင်မနဲ့ main node ပဲကျွန်တော်တို့အချက်မြင်လိုက်မှတော့လည်းသူ့အနေနဲ့ပုံစံကောင်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်း main node ကိုအဓိက အဲတိုက်စစ်မှုနေရာမှာထားပြီးတော့ကျွန်တော်အဲတုံးသွားမယ်လို့တော့မြင်တယ်ဒီနေ့နဲ့ကျွန်တော်ဆုံတွေ့မှုမှာတော့အဲဆန်နာလန်အနေနဲ့အဲမန်ချက်အာဆင်နယ်နဲ့ကျွန်တော်ဆုံတွေ့တဲ့ပွဲမှာတော့အများကြီးတော့မျောလင့်ထားမျောလင့်မထားနိုင်ဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်ဒီတော့ကြောင့်ပဲသူတို့ကအများဆုံးမျောလင့်ထားလဲဒီတက်လင်မတ်လောက်ပဲဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီနေ့နဲ့ဆုံတွေ့မှုမှာကျွန်တော်အနေနဲ့အာဆင်နယ်နေလို့ အစနေကအဝေးကမှသွားရှင်ပြန်နေပွဲတိုင်အောင်ကျွန်တော်အနေနဲ့အနိုင်ပွဲတွေကိုဆက်လက်ပြီးတော့ပုံဖော်နိုင်မယ်လို့မြင်တွေ့ရပါတယ်။ဒါပေမဲ့ chess တော့စောင့်ကြည့်ရမှာစနန်လန်အနေနဲ့ကျွန်တော်တို့အာဆင်နယ်ကိုတွင်းကိုတွေများတွင်းနိုင်မလားဆိုတာပေါ့။ကျွန်တော်အာဆင်နယ်အနေနဲ့ကျွန်တော်ဂိုးမပေးရတာလဲတော်တော်လေးဥမှာကျွန်တော်ပွဲတွေများလာတဲ့အတွက်ကြောင့်စနန်လန်အနေနဲ့အာဆင်နယ်ကိုဂိုးတွေပါတယ်တွင်းနိုင်မလားဆိုတာတစ်ချက်တော့စောင့်ကြည့်ရမယ်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်ဒီနေ့ကျွန်တော်တို့အဲခမန်းရလန်လေးမှာတော့ကျွန်တော်အနေနဲ့ Z2 လောက်နဲ့ပဲအာဆင်နယ်တို့ ဆက်လက်ပြီးတော့ကျွန်တော်နိုင်ဝဲတွေဖတ်ပြီးအဆက်ပြီးတော့အဆင့်တက်မှာပဲဆက်လက်ရက်တည်နေမယ်လို့တော့ကျွန်တော်အမြင်တယ်ညီကိုတင်နေနဲ့ရောဒီညချန်ပီယံနဲ့ဆန်နာလန်နဲ့အာဆင်နယ်တို့ရဲ့ပွဲမှာဘလူရက်လက်တွေပုံဖော်နိုင်မလဲပြီးတော့ဘလူရက်လက်တွေထွက်လာမလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်။နောက်ချစ်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလွှဲကြတော့ဗျာ။